ဒီနေ့ရေးမဲ့ပတ်တာကခါတိုင်းရေးနေတယ်ဆိုလို့မျိုး basic ပုံစံမဟုတ်ဘဲနဲ့သူကနည်းနည်းရေးဟန်လှပတဲ့ပုံစံမျိုးပေါ့နော်ဟို style ကြကြရေးတဲ့ပုံစံမျိုးတစ်ခုဖြစ်သွားပြီဒါပေမဲ့လည်းအဲ့ဒါကိုကြောက်ရွံ့စရာတော့မလိုဘူးဆရာလည်းတရားရှင်းပြမှာဆိုတော့ဒီနေ့ပုံစံလည်းနားလည်သွားပါမှာအရေးကြီးတာကတော့တရားလေးအယုံဆက်ပြီးနားထောင်ဖို့နဲ့ vocabulary တစ်ပိုင်းကြက်ဖို့နဲ့အဲတကယ်လို့တစ်ခေါက်ထက်နဲ့နားမလဲလို့ဆိုတော့ထပ်ခါထပ်ခါထပ်ကြည့်ဖို့ပဲဒီသုံးမဲ့ဟာလေးက clap emphasize လို့ခေါ်တယ်ဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ပုံမှန်ရေးဟန်မျိုးမဟုတ်ဘဲနဲ့ အခုခုကိုလေးလေးနက်နက်ထားပြီးရေးမှမျိုးဥပမာဆိုရင်ဒီလိုစားကြမျိုးပေါ့ပန်းအိုးကိုခွဲခဲ့တာမောင်မောင်ပါပဲဆိုရင်စားကြမျိုးပါမောင်မောင်ကပန်းအိုးကိုခွဲခဲ့တယ်လို့ပြောတာမျိုးမဟုတ်ဘဲနဲ့ပန်းအိုးကိုခွဲခဲ့တာတော့ဒီမောင်မောင်မှမောင်မောင်ပါပဲဆိုပြီးမောင်မောင်ကိုလေးလေးနက်နက်ထားခြင်းတဲ့အခါမျိုးမှာသုံးတာမျိုးအဲ့တော့ကိုလေးလေးနဲ့နဲ့ထားခြင်းတဲ့နေရာကိုလူအရာဒါမှမဟုတ်ရင်လေကိုလေးလေးနဲ့နဲ့ထားခြင်းတဲ့အချိန်နေရာပစ္စည်းလူဒါကိုဒီနေရာမှာထားရမယ်။စမ်းတဲ့အစမှာဘာနဲ့စမလဲဆိုရင်ပုံမှန် ဖြစ်နေကြ present နေထားဆို ages နဲ့စာမှာဖြစ်ပြီးတော့အတိတ်ကိုပြန်ပြောမယ်ဆိုရင် awas ကိုတောင်းမှဖြစ်တယ်။အဲ ages awas ပုံစံဆိုပြီးတော့ဒီပေါ်အထက်တန်း grammar လောက်မှာဆိုရင်ပါတယ်ပေါ့။အဲဒါပေမဲ့လည်းဒါ pattern တစ်ခုအနေနဲ့တောင်းမှာမဟုတ်ဘဲနဲ့လက်တွေ့အသုံးချလို့ရအောင်ဆရာတည်ပြီးမှဖြစ်တယ်။ပြီးတော့ ages awas ပြီးလို့ရှိရင်ပါလာမယ်ဆိုရင်ကို၄နှစ်စေချင်တဲ့လို့ထည့်မယ်။ emphasize pass ဆိုတာ၄နှစ်စေလို့တဲ့အကြောင်းထည့်မယ်။ထည့်ပြီးလို့ရှိရင်ကိုထည့်လိုက်တဲ့သူကလူဆိုလို့ရှိရင်ဆရာတို့ကဦးနဲ့ဆက်မယ်။ဒီမှာ general verb ဒီ object တွေဆက်ရည်မယ်။ ိုထက်လိုက်တဲ့အရာကလူမဟုတ်ဘူးအရာဝတ္ထုတွေနေရာတွေအချိန်တွေဆိုရင်တော့ဆရာတို့ကဘာလို့ထက်မလဲဆိုရင်ဓာတ်ကိုထက်မယ်ဟုတ်ပြီနော်အဲပထမအဆုံးစာကြောင်ကြည့်လိုက်အောင်ပန်းအိုးကို ခွဲခဲ့တာမောင်မောင်ပါပဲအဲ့တော့ A1 နဲ့စမယ်ပန်းအိုးခွဲခဲ့ဆိုတာအတိတ်ဖြစ်သွားပြီအတိတ်ဆိုတော့ဆရာကဘာနဲ့စလဲဆိုရင် it was နဲ့စလိုက်မယ်ဒီမှာအရေးကြီးတာကဒီကောင်းရဲ့တစ်ခုခေအများကြီးကိုကြည့်စရာမလိုဘူး ဒီနှလုံးမရှိဘူးအများသုံးစရာမလိုဘူး it is it was သူရဲ့ပုံစံတွေကလေးနဲ့စစ်တင်တာဘသူမှဘသူပဲလေမောင်မောင်မှမောင်မောင်ပဲဖြစ်အောင်ဒီ effort size ဆိုတဲ့နေရာလေးပါရှားပါတယ်ဆိုရင်မောင်မောင်ဆိုပြီးထည့်လိုက်အဲ့တော့ it was မောင်မောင်မလုပ်တဲ့သူလဲခွဲတဲ့သူနောက်မှလူဆိုရင်ဟူးနဲ့ဆက်မယ်အရာဝတ္ထုဆိုရင်တန်းနဲ့ဆက်မယ်ဆိုတော့သူကလူဆိုဆရာပါနဲ့ဆက်လိုက်ဆိုရင်ဟူးနဲ့ဆက်လိုက်တယ်အဲ့တော့ it was မောင်မောင် who ဟူးပြီးရင် subject ပြီးပြီးဒီမှာဟူးလက်နဲ့ဆက်ပြီးပြီဆိုလို့ရှိရင်နောက်ထပ် subject ရှိသေးတာဆိုတော့မရှိတော့ဘူး ဖတ်ပဲလာလို့ရမယ်။ဒါဆိုတော့ဒီမောင်မောင်နဲ့ဟူးနဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်ဖတ်ပဲလာဖို့ရှိရတယ်။ subject အစ်စ်လာစရာမလိုတော့ဘူး။ခွဲတော်အင်္ဂလိပ်လို break break လို့ခေါ်တယ်။ but do ကတော့ broke ပေါ့။ဟူး broke ။ pan over the vase လို့ခေါ်တယ် the vase ။အဲ့တော့ကြည့်အောင်ပုံမှန်ရေးမယ်ဆိုရင်တော့မောင်မောင် broke the vase ဆိုရင်ဒါလုံးလာပဲ။မောင်မောင်ဒီ pan over ခွဲခဲ့တယ်။အဲ့တော့မှမောင်မောင်ကိုလေးလေးနက်နက်ကြည့်သူအမားကြီးကိုထောက်ပြခြင်းတဲ့ခါကျတော့ pan over ကိုခွဲခဲ့တာမောင်မောင်မှမောင်မောင်မှပဲပြောခြင်းတဲ့ခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုရင် it was မောင်မောင် who broke the vase ဆိုပြီးဖြစ်သွားတယ်။ ။အမတ်တူသူမအလွန်ကောင်းစွာတီးခတ်နိုင်တာဂစ်တာပါပဲ။သူမဂစ်တာကိုကောင်းကောင်းတီးတတ်တယ်လို့မပြောဘဲနဲ့သူမတီးတတ်နိုင်တာတော့ဒီဂစ်တာလေးပါပဲဆိုတော့ဂစ်တာလေးကိုလေးလေးနက်နက်ဖြစ်စေခြင်း ਨੇ ။အဲ့တော့ဆရာကြီးပြပေးမယ်။အဲ့တော့ it ပေါ့။ it is a ဘယ်လိုကြည့်လိုက်မယ်။ဂစ်တာကိုကောင်းကောင်းတီးခတ်နိုင်တာဒီအတိတ်လိုယူဆလို့မရဘူးပုံမှန်ဖြစ်နေကြဆိုတော့အမှန်တရားဆိုတော့ it is ပဲတော့ it is အတိတ်ဆိုရင် it was တော့။အဲလေးနက်စေခြင်းနဲ့ဂစ်တာကိုချက်မယ်။ musical instrument တွေရဲ့အရှိမတဲထည့်ရတယ်။ဆိုတော့ it is the guitar ။တူရီရရဲ့အရှိမတဲထည့်ရလို့ပြောတာပေါ့နော်။ it is the guitar ။ ပေးနောက်မှာဟူးမွေတန်းနဲ့ဆက်တော့မယ်အဲ့တော့အရာဝတ်စုဖြစ်တဲ့တရားဟူးနံပါတ်7နဲ့ပါလဲဆိုရယ်ဆိုရင် that နဲ့ဆက်လိုက်တယ်ဟုတ်ပြီဒီ decorator သည် subject အနေနဲ့ဒီမှာပြန်ရောက်ဒီမှာမဟုတ်ဘူး subject အသစ်ရှိတယ်သူမဆိုတော့တန်းနောက်မှာ she နဲ့ပြန်စာမယ် she subject ပြန်ဗတ်လာမယ် d9 လာ she can play အလွန်ကောင်းစွာကြတော့ very well ပေါ့နော် so well လို့ပြောလို့ရတယ် is the getter that she can play very well သူမအလွန်ကောင်းစွာတီးနိုင်တာကတော့ guitar ပါပဲဆိုပြီးတော့ guitar လေးနဲ့ထားပြီးပြောချင်တယ်အဲဒါဆိုရင် 3 4 5 6ကိုခုပေါက်ဆိုင်ပြရေးကြည့်တယ်။သူတို့တွေ့ခဲ့ကြတာပန်းချံမှာပါ။ပန်းချံမှာဆိုရဲလေးဟာမျိုးလေးလေးနဲ့ထားပြပါ။တူမားပြီးယူသွားတာငားရဲ့ဖုံးပါ။ငားရဲ့ဖုံးဆိုတာလေးကိုအလေးနဲ့ထားရေးကြည့်ပါ။ငါတို့လက်ခံရမှာကတော့အမှန်တရားပါပဲဆိုအမှန်တရားကို emphasize လုပ်ပြီးတော့အလေးနဲ့ထားပြီးရေးကြည့်ပေးပါ။ငါ့ဘုအမြဲတမ်းထောက်ပံ့ပေးနေရတော့ငါတငယ်ချင်းပါဆိုရင်ငါတငယ်ရိုးလေးနဲ့ထားပြီးရေးကြည့်ပေးပါ။ဗီဒီယိုလေးရဲ့ပြန်ထားလေးချက်ရေးကြည့်မယ်။ပြီးရင်အဖြေပြတတ်မယ်။အဖြေများတဲ့အခါကျလို့ရှိရင်လည်း အဲမှားပါပြီလို့ဘယ်တော့မှဆရာမယူဆဖို့ပြောခဲ့တယ်အတက်တစ်ခုထပ်ပြီးတည်သွားလို့ပဲယူဆမယ်ပေါ့နော်တကယ်လို့မသိတဲ့ usage တွေများလဲဆိုရင်တော့တစ်ခါရဲ့ဆက်ပြီးကြည့်ဖို့အကြံပေးတယ်ဒါကဆိုရင်ဆက်ကြည့်ပါဟောပြီအားဆိုရင်ကိုကရေးပြီးသွားလို့ပဲဆရာယူဆလိုက်တော့မယ်အဲ့တော့ဆက်ရအောင်တူတူတွေးခဲ့ကြတာအတိတ်ဖြစ်တဲ့အကြောင်းဆရာ it is နဲ့မစားဘဲနဲ့ it was နဲ့စားလိုက်တယ်ဘန်းချက်မှာတော့ဆရာဘယ်လိုရေးလဲဆိုရင် at the back လေးလဲအဲ့ဒါပါဒီအတွေ့အကြုံလုံးကိုနေရာပြနေရာကိုပြတဲ့ဒီအတွေ့အကြုံလုံးကိုဆရာ emphasize လုပ်မှာ ီပန်းချန်တဲမှာဆိုတော့နေရောက်ကောက်ကောက်ကူလေးလေးနဲ့နဲ့ထားပြီးပြောမှာမဖြစ်ခဲ့ကြလေတူတူတွေးခဲ့ကြတာဒါမတိုင်ခင်ဟူးမွန်တက်ထရရယ်ဒါအလူမဟုတ်ဆိုတော့တက်နေပဲဆက်မယ် that ပြီးရင် subject ပြန်လာမယ်တူတို့ဒီဆိုတော့ they တွေးဆောင်ခဲ့တာ me ပေါ့နော်အတိတ်ဆိုတော့ amy team မှတ်ဆိုတာပတ်ဖြစ်သွားတယ် it was at the park that they met သူမှားပြီးယူသွားခဲ့တာငါရဲ့ဖုန်းမှာ it ယူသွားတာအတိတ်ဆိုတော့ was သုံးမယ် it was အလေးနဲ့ထားမှာငါရဲ့ဖုန်းဆိုတော့ my phone it was my phone လူမဟုတ်ဘူးဆိုတော့ဘာနဲ့ဆက်မလဲ that နဲ့ဆက်မယ် it was my phone that ဆက်ပြက်ပြန်လာပြီတူယူသွားတာဟေးဆက်ပြက်ပြန်ပတ်သွားမယ်ယူသွားလာအင်္ဂလိပ်လို TOK ထုတ်လို့ခေါ်တယ် Verb 1 original က TK take producer took မှားပြီးတော့ဆိုတာလေးကိုမှတ်ထားမယ်မသိရင်မှတ်လိုက်တာပေါ့နော်ဆက်ပြက်လို့မှမှားဝင်ယူစာကိုတည်သွားလို့ပဲယူစာရမယ်မှားပြီးတော့ by mistake လို့ခေါ်တယ်အဲ့လေးပါတာမှားပြီးတော့ဆိုတာလေးကိုစာကြမ်းအဆုံးလေးမှာ by mistake လို့ထည့်လို့ရှိရင်မှားပြီးတော့ဆိုတဲ့လိုမျိုးဖတ်တယ်မှတ်ထားပါ it was my phone that i took အာ sorry ယူသွားတာဆိုတော့ဒီမှာ he ဖြစ်ရမှာပေါ့နော် it was my phone that he took by mistake သူမှားပြီးသွားခဲ့တာငါ့ရဲ့ဖုန်းပါငါတို့လက်ခံရမှာကတော့အမှန်တရားပါဟုတ်ပြီအမှန်တရားကိုလေးနဲ့ထားပြောမယ်ငါတို့အမှန်တရားကိုလက်ခံရမယ်ဆိုတာမျိုးမဟုတ်ပဲねငါတို့တကယ်လက်ခံရမှာတော့ဟဲ့အောင်လေအမှန်တရားပါပဲဆိုရအမှန်တရားကို emphasize လေးလေးနဲ့နဲ့အလေးထားပြီးပြောမှာအဲ့တော့ it လက်ခံရမှာကအမှန်တရားအတိတ်မဟုတ်ဘူးပုံမှန်ကိစ္စပဲဆိုတော့ it is ပဲသုံးမယ်ပြီးအမှန်တရားကြီးလို့ the truth လို့ခေါ်တယ် is the truth ပြီးဟူးမဟုတ်တဲ့နဲ့ဆက်မယ်လူမဟုတ်ဘူးဆိုတော့ဒါနဲ့ဆက်လိုက်ပြီး ်အဆက်ကြက်ပြလာမယ်ငါတို့ဆိုတော့ we လက်ခံတာကတော့ accept လို့ခေါ်တယ်လေဒါပေမဲ့ရမည်ဆိုတာကိုအင်္ဂလိပ်လို amus demand လို့ခေါ်တယ်ဒါ model ထဲမှာပါတယ်မသိမှား amus demand ဆိုတာရမယ် i must go သွားရမယ် we must in ငါတို့စားရမယ်ဒီလိုမျိုး must ကလောက်ရမယ်ဆိုတော့ဒီပါဆက်တယ်လက်ခံတာကတော့ accept လို့ခေါ်တယ်အဲ့တော့ we must accept ဆိုတော့ငါတို့လက်ခံရမှာကတော့အမှန်တရားပဲဖြစ်တယ်ကဲဒါမှစစ်ငါ့ကိုအမြဲတမ်းထောက်ပံ့ပေးတာငါတကယ်ချင်းပါအဲ့တော့ငါတကယ်ချင်းကငါ့ကိုအမြဲတမ်းထောက်ပံ့နေဆိုရင်တော့ my friends always support me ဒီလိုမျိုးတော့မှာ slide by subject ဘာပုံစံတော့မှာဒါသူအဲ့လိုသုံးနေတာမဟုတ်ငါတငယ်ချင်းဆိုတာမျိုးသူ့ကိုကျေးဇူးတင်လို့လို့လေးလေးနဲ့လေးပြောချင်တယ်အဲ့ဒါအများနဲ့ထောက်ပံ့တယ်ဆိုတော့ကိစ္စဖြစ်လို့ရအောင်အတိတ်မဟုတ်ဘူး it is နဲ့ပဲတော့မယ် it is my friend လူဖြစ်သွားပြီဆိုတော့ who နဲ့ဆက်မယ် who နောက်ထပ် subject မပါတော့ငါက subject မဟုတ်ငါကထောက်ပံ့ခံရမယ်သူ object ဒီ who နောက်မှာ verb တန်းလာမယ်ဘာကြောင့်လဲဆိုတော့ဒီထောက်ပံ့တယ်ဆိုတာကိုလုပ်တဲ့ subject က who နောက်မှာရေးစရာမလိုတော့ဘူးဒီ who ကိုယ်တိုင်ကိုယ်တိုင်က subject ဖြစ်နေပြီပေါ့လို့အပေါ်ကဟာလည်းမတူဘူးပေါ့နော် it is my friend who အများအားဖြင့်အင်္ဂလိပ်လို always လို့ခေါ်တယ်။ထပ်ပါတော့ support ဘလို့ထပ်ပါလဲငါ့ကိုထပ်ပါလဲဆိုတာ me အဲ့တော့ is my friend who always supports me ငါ့ကိုအများအားထပ်ပါတာကတော့ငါရဲ့တကယ်ချင်းပါပဲဟုတ်ပြီဒီနေ့ပြောခဲ့တာကတော့ cloud emphasize လို့ခေါ်တယ်ကိုအထူးပြုရှင်စေခြင်းနဲ့အတွဲလေးကိုဘလို့အထူးပြုပြီးရော a a1 နဲ့ရေးရမယ်ဆိုပုံနဲ့ဖြစ်ပါရဲ့ဒီဟာကိုမတင်ဘူးတဲ့လူကတော့တခြားမှတ်သားမှာဖြစ်ပြီးတင်ဘူးတဲ့လူကဒီလိုအကြောင်းရင်းကြောင့်ဒါတော့တင်တာပါလေးလေးထက်ထားစေခြင်းလို့တင်တာပါ तू မ तू ပဲ ထိုနေရာမှာထိုနေရာပဲထိုအချိန်မှာထိုအချိန်ပဲဆိုပြီးတော့လေးလေးနက်နက်ဖြစ်အောင်သုံးတဲ့ပုံစံဆိုတာကိုမသားစေချင်ပါတယ်နေ့တိုင်းပဲကြိုးစားလေ့လာကြပါ fight ပါ